အာဏာသိမ်းစစ်ကောင်ဆောင်တွေအခြေစိုက်တဲ့နေပြည်တော်မှာစစ်ကောင်စီကဦးစီးပြီးငင်းငိမ့်ဖိုရန်တခုပြုလုပ်มาဖြစ်ပါတယ်။မင်္ဂလာတီဝီဟိုတယ်မှာဇွန်25ရက်ကနေ28ရက်နေ့အထိ၃ရက်တာကျင်းပသွားဖို့ပြင်ဆင်ထားတာလည်းဖြစ်ပါတယ်။ဒီဖိုရန်ကိုတက်ရောက်ဖို့ငင်းငိမ့်နဲ့ပတ်သက်ဆက်နွယ်တဲ့အစုဖွဲ့အလော်အသီးသီးကပါဝင်ထိုက်သူ220ဦးကိုဖိတ်ကြားထားတယ်လို့လည်းစစ်ကောင်စီရဲ့ဖိတ်ကြားလွှာမှာဖော်ပြထားပါတယ်။ဒါပေမဲ့စစ်တပ်အာဏာသိမ်းမှုကိုလက်မခံဘဲ ရရလက်နက်ဆွဲကင်တော်လှန်နေကြတဲ့အဖွဲ့တွေအတိုက်ခံနိုင်ငံရေးအင်အားစုတွေနဲ့လက်ရှိတိုက်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေမပါဝင်ပဲဆွေးနွေးကြမှာလည်းဖြစ်ပါတယ်ဒီကောင်းစီရောင်းချပါပြီဒီညီချေပေါ်လာလို့လည်းမကြမ်းလာလို့လည်းဟုတ်ရန်နာမပိုက်ခေတော့လည်းဟိုလုံနေကြပါပဲဒီအခုသူသူတို့အဲမှာရှိတဲ့လူတွေနေဆိုင်ရလူတွေနဲ့လည်းလို့တော့နောက်ခုကောင်ဒီအရေးဆုံး ဒီအင်ဒီမရှိတဲ့ဖွဲ့စည်းပြီးဟိုလူမှုလူထုတွေဒီတက်ခါတက်ခါနေတဲ့အဖွဲ့အစည်းတွေပေါ့လေဒီသူ့ဟိုဒီမြောက်လိုက်ကိုတက်ခါနေတဲ့အဖွဲ့အစည်းတွေနဲ့အာအေရုံညီနိုင်မှုရမတလီနော်စီဒီစီဘီစီတော်မတလီဒါရီရောဟိုမကောင်းရင်းချင်းညီချင်းမှုရှိနိုင်တယ် ငြိမ်းချမ်းရေးရွေးကောက်ပွဲနဲ့ဖက်ဒရယ်စနစ်တို့ပေါင်းစည်းခြင်းကနေအေဂျင့်တရားဝပြောတဲ့နိုင်ငံတော်သစ်စီတို့ဆိုတဲ့စောင်းပေါအောက်ကနေကျင်းပဆွေးနွေးသွားကြမှာဖြစ်တယ်လို့လည်းဆိုထားပါဗျ။ဒီငြိမ်းချမ်းရေးဖိုရမ်ကိုအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညီနိုင်ရေးကော်မတီ NSPNC ရဲ့အတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်ကတဘာပတိဖြစ်နေဆောင်ရမှာဖြစ်ပြီးဒေါက်တာအောင်မြတ်ဦးဒေါက်တာထူးကြဥခွန်ထွန်းရွှေစောမြရာဇာလင်းဒေါက်တာခင်မောင်ဦးနဲ့ဦးစောကျင်လင်း ဥခော့တိန်တို့ကဥဆောင်ဆွေးနွေးကြမှာလို့လည်းဖော်ပြထားပါတယ်ကျွန်တော်တို့ကျန်တာတော့တို့ဟိုဟာပဲဖြစ်မှာပါနော်။အခုကတော့တို့ဖိုးရဆင်းနေရမှာဘူးလေ။ဆင်းရမှာဖိုးရဆိုတော့ brainstorming လုပ်တာပဲပေါ့။ brainstorming လုပ်တာပဲဖြစ်ပြအတွက်သူညီနိုင်တာဆင်းနေတာမဟုတ်တဲ့အတွက်အပြင်ကလူပါတာမပါတာကတော့အဓိကကြားနေမှာမဖြစ်ဘူး။အိန္ဒိယရဲ့တရုတ်ရဲ့အားရဲ့ဒါပဲ ဒီရက်စုမရတော့ EO တွေကချုပ်ပါမှာပေါ့ဗျာဒါပဲပေါ့နောက်နိုင်ငံရေးပါတီတွေပါမှာပေါ့ဒီထဲမှာရှိတဲ့နိုင်ငံရေးပါတီတွေတော့ပါမှာပေါ့ထိုက်ခိုက်ရသူကအပြားလူတွေတော့ပါမယ်မဖြစ်ပါဘူးဖိတ်ဖိတ်ချိန်ငံဖိတ်ဒီဖိုရမ်မှာရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနိုင်ငံတော်ရဲ့ပကတိအခြေအနေများနဲ့ရွေးကောက်ပွဲရဲ့ရေးပါမှုလွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပပြီးဥပဒေနဲ့ညီလွတ်တော်ဖော်ဆောင်နိုင်ရေးဆောင်ရွက်တဲ့အစီအမံတွေကိုဆွေးနွေးကြမှာဖြစ်တယ်လို့လည်းဖော်ပြပါဗျာ။ ါပေမဲ့နိုင်ငံရေးအင်အားစုတွေနဲ့လေလာတုံသက်သူတွေကတော့မြမပြည်ပခါအတွင်ပါဝင်တဲ့တိုက်ခိုက်အင်အားစုတွေမပါဝင်ဘဲစစ်ကောင်စီနိုင်ငံရေးဖိုရမ်ကျင်းပတာဟာစစ်မှန်တဲ့နိုင်ငံရေးဖြစ်မရရှိနိုင်ဘူးလို့လည်းထောက်ပြနေကြပါတယ်။ဖက်ရှန်နဲ့ယူကရိန်းနဲ့ဖြစ်ဖြစ်တဲ့အခါကျတော့အမေရိကန်ငြိမ်းချမ်းချင်းဖို့ခေါ်တဲ့အခါကျတော့ယူကရိန်းကိုဖယ်ထားပြီးတော့ပူတင်နဲ့ပဲဆွေးနွေးတယ်ဆိုတော့သင်္ကြန်ကြီးကညံပြစ်နေတာပူတင်နဲ့ဂရန်တီဖြစ်တာလေ။အဲဂရန်တီကိုဖယ်ထားပြီးပူတင်နဲ့ မဆိုင်ရဘူးရတတ်ပါတိတဲ့အဆန့်ဆွင်းရဲဆိုတော့တကယ်ကာယကံရှင်ကျန်ခဲ့ရဆိုတော့ဒီဆင်းရဲခွဲကြီးကဘလုတ်ပြီးတော့ဟိုဟိုဘကောမတစ်ဖက်ကအပြန်မကြောက်ဆိုတော့ပြဖြစ်နေတယ်အခုလဲဒီကတကယ်ပြဿနာဖြစ်တဲ့လူတွေပါခေါ်ရင်တော့ဘဘတော့ဟိုပြည့်စုံနေမယ်လို့မြင်တကယ်ပြဿနာဖြစ်နေတဲ့ဒီစူရနဲ့ပြိခက်ဖြစ်နေတဲ့လူတွေပါခေါ်ပြီးတော့သူ့ရဲ့တန်ဒီနားထောင်သူတို့ဘာဖြစ်ချင်လို့လဲနားထောင်ရင်တော့ဒီရီကပို့ပြီးတော့ပြည့်စုံပြီးတော့ ပို့ပြီးအလုပ်ဖြစ်နိုင်တယ်လို့ဘဘတော့မြင်ပါတယ်ဒီငင်းငယ်ရေးဖိုရမ်ကိုစစ်ကောင်စီကအင်းနီချင်းနိုင်ငံတွေနဲ့အာဆီယံထူးကိုယ်စားလှယ်အဖွဲ့ကိုလည်းဖိတ်ကြားထားတယ်လို့အေယာဝတီရဲ့သတင်းမြစ်တွေကဆိုပါတယ်လက်ရှိမှာအာဆီယံအနေနဲ့စစ်ကောင်စီအပါအဝင်မြန်မာပြည်ပခါမှာပါဝင်တဲ့တိုက်ခိုက်အင်အားစုတွေကို အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေလှုပ်ဆောင်ကြဖို့တိုက်တွန်းဖိအားပေးနေတာပါထိုင်းနိုင်ငံဘန်ကောက်နဲ့ချင်းမိုင်မှာအတိုက်ခံအင်အားစုတွေအပါအဝင်ဂျာကန်အင်အားစုတွေနဲ့ အလို့သဘောတွေးဆောင်ဆွေးနွေးတိုက်တွန်းမှုတွေလည်းရှိခဲ့ပါတယ်။ဒီလိုအခင်းချင်းမှာစစ်ကောင်စီအနေနဲ့မြမပြည်တွင်ပြည်ပခါမှာအဓိက ပါဝင်ပတ်သက်နေတဲ့အင်အားစုတွေကိုခြံခဲ့ပြီးတပ်ဆိုင်သူတွေမပါဝင်နဲ့ငင်းငယ်ဖိုရန်ကျင်းပဖို့လှုံ့ဆော်နေတာဟာနိုင်ငံရေးဖြေမရနိုင်ဘူးလို့လည်းတုံ့တန်နေကြပါဗျ။